မြမာတွေကိုတိုင်းတထောင်ခွဲပေးမယ်ဆိုပြီးမလုံပေးကအမျက်ထုတ်နေကြတဲ့ကိုထုံးခင်နဲ့ခအူအမေရိကမှာနေထိုင်တဲ့ကိုထုံးခင်နဲ့ခအူလူကမြမာလူမျိုးတွေကိုချစ်ခင်လို့ပရာဟိတအလုပ်တွေကိုလုပ်နေသူပါအခုလည်းအမေရိကမှာထီထိုးထားပြီးထီစုကြီးပေါင့်ရင်မြမာလူမျိုးတွေကိုတိုင်းတထောင်ခွဲစီဝေပေးမယ်လို့ပြောနေခဲ့ပါတယ် ဒါပေမဲ့အမေရိကန်မှာဒေါ်လာတန်းရာချီထီစုကလည်းပောက်ဖို့မလွယ်သလိုပောက်ခဲ့ရင်လည်းမြန်မာပြည်သူတွေကိုတယောက်ကိုတိန်းတောင်းခွဲပေးဖို့ဆိုလာမထင်နိုင်ပါဘူး။လက်ရှိမှာတော့ကိုထွန်းခင်ရဲ့ခအူတို့ကသူတို့ကိုအားပေးသူတွေထံကနေအမျက်တွေပဲရတော့ခဲ့ကြပါလေ။ကိုထွန်းခင်ရဲ့ခအူတို့ကရိုးသားတဲ့မြမလူမျိုးရဲ့စိတ်ထားကိုအခွင့်ကောင်းယူပြီးစီးပွားရှာနေတယ်လို့ဝေဖန်ခံရပါတယ်။ သူတို့နှစ်ယောက်ဟာတလားညော့မှာတထောင်တန်ထမင်းဆိုင်ဖွင့်ထားပြီးအခြေခံလူဒန်းစားတွေကိုကူညီနေလို့အားပေးသူတွေများပါတယ်။ဒါပေမဲ့အမေရိကန်မှာဒေါ်လာတန်းရာချီထိစုကြီးပေါ့ဖို့မလွယ်တာကိုတော့သူတို့ကိုယ်တိုင်လည်းသိထားကြပါတယ်။ကိုထွန်းခင်နေခအူဂျူကအမေရိကန်ထီပေါ့ရင်မြန်မာပြည်သူတွေကိုတယောက်ကိုသိန်းတထောင်ခွာပေးမယ်ဆိုတာတကယ်ဖြစ်နိုင်ပါမလားဆိုတာ comment မှာအမြင်လေးတွေကိုအမျှဝေခဲ့ပါဦးနော်။